်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်ကောင်စီဟာပြည်ပပို့ကုံမြင့်တေရဲ့အကောင့်ထဲပေါ်မဲ့အမျိုးသားပို့ကုံမဟာဗျူဟာ2026-2030ကိုရေးဆွဲသွားမယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကနေသိရပါဗျာ။ နိုင်ငံတကာအရေးယူတန်းခတ်မှုတွေကြုံတွေ့နေရသလိုတစ်ဖက်မှာလည်းနေဆက်ဒေတာတွေဆုံးရှုံးထားတာကြောင့်နေဆက်ကုန်သွယ်ရေးကျဆင်းနေတဲ့အချိန်မှာအခုလိုပြင်ဆင်လာတာပါအမျိုးသားပို့ကုန်မဟာဗျူဟာ2020-2025ရဲ့တက်တန်းကမကြခင်ပြီးစီးတော့မှဖြစ်တာမို့အဲဒီကာလအတွင်းဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစီမံချက်တွေပေါ်ဆန်းစစ်ပြီးလက်ရှိအခြေအနေနဲ့ကိုက်ညီအောင်ပြင်ဆင်ဖြည့်ဆွတ်ထားတဲ့လုပ်ငန်းစီမံချက်တွေကိုအမျိုးသားပို့ကုန်မဟာဗျူဟာ2026-2030မှာထည့်သွင်းရေးဆွဲသွားမယ်လို့သိရပါဗျ။ စစ်ကောင်စီဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလအတွင်းကအမျိုးသားပို့ကုံမဟာဗျူဟာအစိုးရပုတ်ကလေးကပို့ကုံမြင့်တေးရေးကော်မတီကိုဖွဲ့စည်းပြီးပို့ကုံတိုးမြင့်ရေးဆောင်ရွက်ခဲ့တာပါ ဒါပေမဲ့2024-2025ပန်နာနှစ်အတွက်ကုန်သွယ်မှုပမာဏကိုအမေရိကန်ဒေါ်လာ33ဘီလီယံရထားချက်ရှိပေမဲ့2025မတ်လ12ရက်နေ့အထိ25.63ဘီလီယံသာပြည့်မီနိုင်ခဲ့တယ်လို့မတ်လ18ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရပုဂ္ဂလိကပို့ကုန်မြင့်တင်ရေးကော်မတီတင်မြင်ဆောင်2025ချိန်မြောက်အစည်းအဝေးမှတ်တမ်းအရသိရပါရရှင်။ မတ်လ22ရက်နေ့ဟာကမ္ဘာအရေးနေ့ဖြစ်ပါတယ်မြန်မာနိုင်ငံကပြည်သူတွေကတော့စစ်ဘေးနဲ့ပိုပြီးပူပြင်းလာတဲ့ရာသီဥတုကြားမှာတောက်သုံးရေရှားပါမှုပြဿနာကိုရင်ဆိုင်နေရတဲ့အကြောင်းသီရိကပြောပြပေးမှာပါရှင်။ရွှေကိုမလို့ရေကိုသာလို့ဒီရေသက်တမနဲ့ဆိုတဲ့စကားပုံတွေဟာတောက်သုံးရေရှားပါတဲ့ဒေသတွေမှာပြောလို့ရှိကြတဲ့စကားပုံတွေဖြစ်ပါတယ်။ဆရာနာသိမိနောက်တရှိန်တို့တိုးတက်လာတဲ့ကုံစင်းနှုံတွေနဲ့အတူ စံကျန်းတိတ်ကို70,000ဝန်းကျင်ပေးဝယ်နေရတဲ့မြန်မာနိုင်ငံမှာတဘာဝကထုတ်ယူရရှိတဲ့တောက်သုံးရီကားတစ်စီးစာရရှိဖို့ကိုတော့ငွေကျပ်9,000ကနေ38,000ကြာအသုံးပြုနေရတဲ့ဒေတာတွေရှိနေပါတယ်။ဆီယနာရှင်ကိုတွန်းလှန်နေတဲ့ဒေါ်လာရင်းအင်အားစုတွေအားကောင်းတဲ့စကိုင်းတိုင်းမှာလည်းနေစဉ်ဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးပြည်သူတိတက်သမနှစ်တန်းကျော်စစ်ပေးတင်းရှောင်နေကြရပါတယ်။စစ်ရှောင်တွေဟာစားဝတ်နေရေးအခက်အခဲတွေအကြားနွေရာသီကာလတောက်သုံးရီရှားပါမှုနဲ့ရင်ဆိုင်နေကြရပြီး ဝယ်ယူသုံးစွဲဖို့မတက်နိုင်ကြတဲ့အတွက်အလူရှင်တွေကိုအားကိုးနေကြရပါတယ် ဆောင်းရည်ကုန်ပြီးတော့နေရာဒီအခုပြောအပူပိုင်းကာလာရောက်လာတာပေါ့နော်အဲ့ဒီအချိန်ကျတော့လက်ရှိသုံးနေရေတွင်းတွေကရေထွက်အားတွေနဲ့ဒီတုတ်ပြူသူဥကြီးတွေနဲ့အလယ်မမီနိုင်တာမျိုးတွေစဖြစ်တယ်နှစ်လပိုင်းအကုန်သုံးလပိုင်းအစားလောက်ကစပြီးတော့တောင်ရင်ရရှိဖို့အတွက်တန်းစီပြီးခဲရတာမျိုးတွေတောင်ရင်ရနိုင်တဲ့နေရာတွေကိုတော့ဆိုင်ကယ်တွေနဲ့ဖြည်းဖြည်းကားရင်လည်းဖြည်းဖြည်းလိုတော့ခတ်တာမျိုးတွေရှိတယ်ကားစီးကိုတံမြာမနစ်ကတော့ငါးသောင်းနဲ့လူတွေပေါ့နော်ဒီနှစ်တော့ကိုတော့အနည်းဆုံးတသိန်းကစပြီးလူခံတယ်ပေါ့နော်အဲ့ရေကားလေးကိုရေပြန်ထဲတယ်ရေစုပ်ဆက်တီးတုံးဖို့ပေါ့နော်စီထဲဖို့အတွက်ရေကားစီထဲ ဲဖို့ရဲ့လက်ရှိမှာတော့ဆစ်ဆောင်ပြည်သူတွေအတွက်ရေကားတစ်စီးကိုကားရွယ်စားလိုက်ချက်9000ကနေ3000ကြာသုံးပြီးအကူအညီပေးနေသူတွေကဆစ်ဆောင်စခန်းတွေကိုတွားရောက်ဖြန့်ဝေပေးနေရပါတယ်။ကမ္ဘာမှာဒုတိယမြောက်အပူဆုံးမြို့ဖြစ်တဲ့မကွေးတိုင်း6မြို့နယ်မှာလည်းအပူဒဏ်နဲ့အတူတောက်သုံးရေရှားပါမှုပြဿနာကိုကြုံတွေ့နေကြရပါတယ်။အပူချိန်မြင့်မားလာတဲ့အမျှတောက်သုံးရေခန်းချောင်းမှုပုံများလာပြီးပေတထောင်နီးပါးအဝေးစီးတွင်းတွေတူးကာ ြေအောက်ရေကိုထုတ်ယူသုံးဆွဲနေကြရပါတယ်။အဝေးစီတွင်းတွေဟာလည်းသုံးဆွဲမှုများတဲ့အခါခန်းချောင်းနိုင်တဲ့အတွက်အလူရှင်တွေကသာပြန်လည်အားကိုးလာကြရတာပါ။ညာဒီသားရွာရနှစ်တိုင်းဗျာဒီချင်းရောက်ရင်ရေတုတ်ကရောက်မှမှကျွန်တော်လည်းသိနေတယ်သူလည်းသိနေတယ်လေဒါပေမဲ့ရေတုတ်ကရောက်တဲ့အလူချင်းကြီးပဲအဲ့လိုလုံးမဲ့တာဘိုးရွာရဲ့အချိန်မှာကြောက်စီတလုံးမှကျွန်တော်သသိန်းတော့ပဲရည်တနစ်ကိုတလုံးတနစ်ကိုတလုံးအဲ့လိုမျိုးလေးကလုံသွားလိုက်ရင်လေသူဘယ်သူမှအားကိုးစရာမလိုတော့ဘူးမိုးရေကိုလောင်ထားစေချင်တာပေါ့ အလူရှင်လေးကြီးပဲမတရားကျွန်တော်ကဘောကလက်စောင့်နေလို့မရဘူးလေမိုးရီကိုတံမိုးထားသိနေတာပေါ့ဗျာအမိုးကောင်ရေစားနေတာတော့အရှိလူကြီးပြောခဲ့တယ်ဗျမိုးရွာတော့ရေခံဆိုပဲပုံစံမိုးရွာအချိန်ကလည်းမျိုးယူလေးကိုသူရအောင်လုပ်ဖြေနေတာအလားတူပဲတိုင်းသားဒေသတွေဘက်ကိုကြည့်ရင်လဲစည်ရေးပရိပခတွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ကရင်ပြည်နယ်မှာပြည်နယ်လူဦးရေရဲ60ရာခိုင်နှုန်းကျော်ဟာစစ်ဘေးတိမ်းရှောင်နေကြရပါတယ်စစ်ရှောင်စခန်းတွေမှာနေထိုင်ရတဲ့ကရင်လူမှုဟာအလောက်ကင်ခွင်လမ်းမရှိတဲ့အတွက် ျမ်းမာရေးပညာရေးခန္ဓာတွေနဲ့စားနပ်ရိက္ခာတွေကိုပါအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကိုမှီခိုရယူနေကြရတာပါစစ်ပေးဆောင်ရေးကူညီပေးနေတဲ့အဖွဲ့အစည်းတွေဟာနွေရာသီမှာစစ်ပေးဆောင်တွေတောက်သုံးရရရှိရေးကိုပါထပ်မံအကူအညီပေးလာကြရပါတယ် ဒီခက်ခဲနေပတ်သက်ပြီးတော့မှတိကျောက်တွေကတော့ရဆိုင်တွေကတော့ရှိလာပြီပေါ့နော်အခုဆိုရင်ကျမတို့နေတဲ့ဖက်မှာဆိုရင်တော့ပောက်ရေငါးပုံးအကတန်းနဲ့ခါရမျိုးကြီးရှိတယ်ပေါ့နော်ရေကမရှိတော့လူရှင်ကနေလာပြီးတော့ဒီလောက်ကမှလာထည့်ထားတဲ့ရေကိုပဲတုံနေရတယ်ပောက်တိုက်ထောက်ရေငါးပုံးအကတန်းနဲ့ခါရတဲ့ဟာမျိုးတော့ရှိတယ်ပေါ့နော်ပောက်တုံးရေတွေ့တော့အဓိကတုံးကြတယ်ပေါ့နော်ရေချိုးပို့ဝှရှုံပို့ကရှိတဲ့နေရာထိသွားပြီးတော့မှတော်ရတာရှိတယ်ပေါ့နော်တစ်ဖက်မှာလည်း ဒေတာကန်တွေအနေနဲ့အလူရှင်တွေကိုသာအာမကူပဲရေတူလောင်စီတွေရှုပ်ပိတ်တောက်သုံးရေကန်တွေတူးကမိုးရေကိုစနစ်တကျတူလောင်ပြီးအသုံးပြုကြဖို့အကူအညီပေးနေသူတွေကတိုက်တွန်းထားကြပါတယ်။ဒီအခြေအနေတွေဟာစည်ရေးပြင်းထန်နေတဲ့ဒေတာတွေကပြည်သူတွေအတွက်တော့လိုက်ပါလှုပ်ဆောင်မှုကန့်သက်ချက်တွေရှိနေတုန်းဖြစ်ပါတယ်။မတ်လ22ရက်နေ့ဟာကမ္ဘာရေနေ့ဖြစ်ပြီးကမ္ဘာလူဦးရေ1.2ဘီလီယံဟာတန်ရှင်းတဲ့တောက်သုံးရေရရှိဖို့ခက်ခဲနေတယ်လို့ World Fishing အဖွဲ့ရဲ့ 2025မတ်လအတွင်းထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါတယ်။ကျမဒီရီပါ။ American သမ္မတ Donald Trump ကတရုတ်သမ္မတရှီကျင်းဖြစ်တဲ့တွေ့ဆုံပွဲအစီအစဉ်ရှိပြီးပြည်ပသွင်းကုန်ခွန်နဲ့ပတ်သက်လို့ဆွေးနွေးမှာဖြစ်ကြောင်းတောက်ကြနေကပြောခဲ့ပါရယ်။အင်ဖြူရောမှာသတင်းထောက်တအုပ်ကတရုတ်ကောင်းဆောင်နဲ့တွေ့ဖို့ရှိလားဆိုတဲ့မေးခွန်းကို Trump ကတွေ့ဖို့ရှိတယ်လို့ပြန်ဖြေခဲ့တာပါ။ ထရန့်ဟာတရုတ်ကုန်စည်တွေအပေါ်အခွန်နှုံးထားအသက်တိုးမြင့်ထားပြီးဧပြီလအစောပိုင်းမှာချင်းချောက်မှုတွေပိုပြီးလှုပ်ဆောင်မှာဖြစ်ပါတယ်ထရန့်ဟာဇန်နဝါရီလကသမ္မတအဖြစ်ပြန်လည်တာဝန်ထမ်းဆောင်တဲ့အချိန်ကစလို့တရုတ်ကုန်ပစ္စည်းတွေကို20ရာခိုင်နှုန်းအခွန်တိုးမြင့်ခဲ့တာဖြစ်ပါတယ် ထရန့်ရဲ့ပြီးခဲ့တဲ့အပတ်တွေကပြောဆိုမှုတွေအရာတရုတ်နိုင်ငံနဲ့ဆက်ဆံရေးနဲ့ပတ်သက်လို့အကောင်းမြင်မှုတွေရှိပါတယ်။ဒါပေမဲ့နှစ်နိုင်ငံကုန်သွယ်မှုအခွန်တိုးမြင့်မှုနဲ့ထိုင်ဝမ်အရေးမှာတော့နှစ်နိုင်ငံဆက်ဆံရေးကတိုးတက်လာမှုမရှိသေးပါဘူး။လက်ရှိမှာအမေရိကန်နိုင်ငံရဲ့အခွန်တိုးမြင့်သတ်မှတ်မှုကြောင့်တရုတ်နိုင်ငံကလည်းတံပြန်အခွန်တိုးမြင့်ကောက်ခံမှုတွေချမှတ်ထားပါတယ်။ထရန့်နဲ့ရှီကျင့်ဖြင့်တို့ရဲ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကတော့မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူးရှင်။ TV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်